ုဇော်ဖိုးကြီးရဲ့ဟိုဟာပေါ့အပိထောက်ခံလို့ဒီဘယ်ရောက်နေလဲဘယ်သွားနေလဲညာဘာနေလဲပြောကြတယ်ဗျာနော်ဒီအဲ့လိုတွေအများကြီးပြောကြတာပေါ့ဗျာတချို့လဲဆန္ဒထွက်ပြဖို့ဗာပြဖို့ဆိုတဲ့ဟာလေးတွေအဲ့တော့ကုဇော်ဖိုးကြီးကိုဝိုင်းရံအပိထောက်ခံနေတဲ့လူတွေကိုပြောချင်တယ်ဗျာကုဇော်ဖိုးကြီးရဲ့မှားလားမှားလေကုဇော်ဖိုးကြီးဒီဆဲတဲ့အခါဒီမှာတားမှားတယ်နော်ဆဲတဲ့အခါဒီမှာမှားတယ်ဥစဉ်အထင်ကတော့မူဘီမှာလိုက်လွတ်နေလို့ပဲထင်တာတောက်ပြီးမှလေ အဲ့တော့ကိုယ်တော်ဘုန်းတစ်ခါတလေပေါ့နော်မစင်ကျင်တာလေးတွေလည်းရှိတယ်။အဲ့ဥစဉ်တော့ကကိုယ်တော်ဘုန်းရင်အတွက်က50 50ပဲ။ကိုယ်တော်ဘုန်းရင်အတွက်မလုပ်ရမလဲ။အဲ့တော့လမ်းစင်ရောစားစင်ရောဥစဉ်အာမခံမယ်။ငါကိုယ်တော်ဘုန်းရင်အတွက်ဆန္ဒပြပါတယ်ဗျ။ကိုယ်တော်တို့ပြီးဆန္ဒပြတောင်းဆိုပါတယ်ဗျဆိုပြီးမှဒါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစင်ရေကုန်ခံမယ်နော်။ရှင်မရဘရားရလို့တော့နော်ဘရားရအောင်မင်းနဲ့။ဥစဉ်မှာလည်းလှူတဲ့တမ်းမဲ့တကာတကာမှရှိတယ်နော်။ဥစဉ်တကာမှကိုယ်ထိုင်လဲရွှေလုတ်တည်းတကာမှပဲနော်။အဲ့တော့ပြောချင်တာကထားပါဒါလေးမပြောတော့ပါဘူးနော်။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကိုစောဘုံဟိန်အတွက်50-50ဖြစ်သွားပြီလို့ပောက်ကိုတော်ပြောလာတဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာမျိုးလေးမင်္ဂလာပါဗျဒီနေ့ဟာ6-6လပိုင်း2025ဖြစ်ပါတယ်ဗျနေ့ကိုစောဘုံဟိန်နဲ့ပတ်သက်ပြီးမှဒီပတော်တော်များများကလည်းနောက်ကတော့ဘုန်းကြီးနဲ့ပြပြီးမှဆန္ဒပြဖာပြညာပြဆိုပြီးမှပြောနေတာကြီးကြားနေရတယ်ဗျာနော် ကုသဘိုးကြီးမဖြစ်တဲ့ညာဖြစ်တဲ့ပေါ့နော်ကုသဘိုးကြီးရဲ့ဟိုဟာပေါ့အပိထောက်ခံလို့တွေဘယ်ရောက်နေလဲဘယ်သွားနေလဲညာဘာနေလဲပြောကြတယ်ဗျာနော်ဒီအဲ့လိုတွေအများကြီးပြောကြတယ်ပေါ့ဗျာတချို့လဲဆန္ဒထွက်ပြဖို့ဗာပြဖို့ဆိုတဲ့ဟာလေးတွေအဲ့တော့ကုသဘိုးကြီးကိုဝိုင်းရံအပိထောက်ခံနေတဲ့လူတွေကိုပြောချင်တယ်ဗျာကုသဘိုးကြီးကတော့ငကိုကလေးကဦးဇင်းတို့နေရာပြောပြီးသားဗျာတပိတော့ကတော့မျိုးသားရေးဓမ္မမဟုတ်ပါဘူးခရားတဲ့ဒါပဲနဲ့နားမလို့ချင်းမြန်တို့လူပါညာပေါ့နော်ကုသဘိုးကြီးဆိုတော့ဒီတက်မတော်ရဲ့2020နှစ်လောက်မှာကုသဘိုးကြီးကပေါ်ပေါက်လာတယ်နော်ကုသဘိုးကြီးနဲ့ဦးဇင်းတို့က၄-၅ကလောက်စုံမှုတယ်၄-၅ကလောက်စုံမှုတယ် ဒီလူရဲ့စိန်စိတ်တက်ကတော့ကောင်းပါတယ်စိန်စိတ်တက်ကမှန်ပါတယ်နော်ဒါနဲ့ကုသောဘိုးကြီးလိုက်လွတ်တဲ့အခါမှာတစ်ချက်တစ်ချက်လွတ်သွားတယ်တော့ထင်တယ်ဦးစင်းတို့ကအခုလို့လဲဆိုကုသောဘိုးကြီးလိုက်လွတ်တဲ့အခါမှာဦးစင်းအထင်ကတော့မူဘီမှာလိုက်လွတ်တယ်လို့ပဲထင်တာတောက်ပြီးမှလေအဲဆိုကုသောဘိုးကြီးတစ်ခါတလေပေါ့နော်မစင်ကျင်တာလေးတွေလည်းရှိတယ်ဥပမာဆိုကြပါဆိုသခိုင်းနမခတိုင်းထဲမှာဆိုလို့ရှိရင်ဒီလိုဒါဒီပလင်းနေနဲ့ဘာတွေနဲ့ပြရနေရဆိုတာဘယ်နေရာလဲဆိုတော့ဒါလူတိုင်းကတည်တယ်စစ်သားတိုင်းတည်တယ်ဥစဉ်တော်တည်တယ်ဆိုတော့စစ်သားတိုင်းတည်ကြတာပေါ့နော်။ဗမာမျိုးလေးတွေလည်းရှိတယ်။ကိုယ်တော်ဘိုးရဲ့စင်းစိတ်တက်ကမှန်တယ် စင်းစေတက်ကသူညဘောကူညီခြင်းနဲ့စိတ်ရှိတယ်။ဒါတတ်မတော့ဘောလဲဒါသူများတွေပြောလို့ကိုစောခွင့်ရမှာ PDI နဲ့ဆက်တွဲနေရ1နဲ့ဆက်တွဲဒါတက်လုံးဝလုံးဝဥစဉ်တော့လုံးဝလုံးဝမဟုတ်ဘူးလို့ပဲဥစဉ်တော့အကျွေးမဲ့ကိုစောခွင့်ကိုယုံကြည်တယ်အဲ့တော့ကိုယ်တော်ဘုန်းကြီးနဲ့ပတ်သက်ပြီးမှဆန္ဒပြဗာကြများရတယ်ပြောနေကြတယ်။ကိုယ်တော်ဘုန်းကြီးကိုပတ်သက်ယူဆန္ဒပြတဲ့အလဟာမှမဟုတ်တာ။ကိုယ်တော်ဘုန်းကြီးကိုဖမ်းတဲ့ကိစ္စကမေတ္တာရက်ခံစာရေးရမယ်မေတ္တာရက်ခံရမယ်လူကြီးတွေကိုဒီအဲ့ဒီတိုင်သွားရမှာလေ။အတနာခံစာတရားမယ်ကိစ္စလေးဘာကြောင့်ဆန္ဒပြခိုင်းတာလဲ။ အဲ့တော့ဥစဉ်ကပြောချင်တယ်ဆန္ဒပြခိုင်းတယ်ပြပတဲ့ခါတွေကိုပြောချင်တယ်လာခဲ့ပါလာပြလိုက်လမ်းစဉ်ဥစဉ်ပေးမယ်ရုရှားနဲ့ရုရှားနဲ့မြန်မာပြည်ဆိုလို့အတွားလာဆိုလို့ရှိရင်ဒီအတွားတွေကို80လောက်ရှိလောက်တယ်ဗျာနော်အပြန်လောဆို160လောက်ရှိလောက်80လောက်တော့ရှိမှာဗျာလင်းကားတွေခရီးစိတ်တော်တော်ဝေးတယ်လို့ပြောကြတယ်အဲ့တော့ခင်ဗျားတို့ဒီဖင်လန်တို့ကျန်တဲ့နေရာနိုင်ငံတွေကဆိုလို့ရှိရင်လမ်းစဉ်ကရုရှားလောက်တော့ဈေးမကြီးတော့ဘူး ်။လမ်းစဉ်ရောစားစဉ်ရောဥစဉ်အာမခံမယ်။ငါကိုစောဘွေးတို့ဆန္ဒပြပါတယ်ဗျ။ကိုစောတို့ပြီးဆန္ဒပြတောင်းဆိုပါတယ်ဗျဆိုရင်မှဒါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစဉ်ရေကုန်ခံမယ်နော်။ရှင်မရဘရားရလို့တော့နော်ဘရားရအောင်မင်းနဲ့ဥစဉ်မှာလည်းလှူတဲ့တမ်းမဲ့တကာတကာမှရှိတယ်နော်။ဥစဉ်တကာမှကိုထိုင်လဲရွှေလုတ်တရတကာမှပဲနော်။အဲ့တော့ပြောချင်တာကထားပါဒါလေးမပြောတော့ပါဘူးနော်။ဒီဘက်ကနေဆန္ဒပြဘာပြဘာလို့ကုသိုလ်ဘုန်းကြီးကုသိုလ်ဘုန်းကြီးရဲ့မှားလားမှားလေ။ကုသိုလ်ဘုန်းကြီးဒီ ဆဲတဲ့အခါဒီမှာတားမားတယ်။နော်ဆဲတဲ့အခါဒီမှာမားတယ်။ဘာမှတိုက်မှုမကျင်းနဲ့တိုက်မှုတအုပ်တွေကိုပြော။ဂျီဝဲမကျင်းနဲ့ဂျီဝဲဗိုလ်ချုပ်တအုပ်မကျင်းနဲ့ဗိုလ်ချုပ်တအုပ်တွေကိုပြော။ဦးစင်းတို့လည်းပြောတာပဲနော်ဦးစင်းတို့လည်းပြောတာပဲခဏလို့တည်ရမှာပဲတုံးတက်ခါတယ်အများကြီးပဲ။ဦးစင်းတို့လည်းများအဲ့တော့ဦးဇော်ဘွင်းကိုဦးစင်းကသူ့ရဲ့ကုဇော်ဘွင်းရဲ့ခဲမရှိပါလေမြေကြီးပါဖုံးတဲ့တမျိုးအပြင်မှာလည်းကုဇော်ဘွင်းအဲ့လိုကြီးမပြောနဲ့ဟုတ်လား။ဦးစင်းလည်းလိုက်လွင်ပြီလေပြောတာပဲနော်။လိုက်လွင်ပြီတဲ့ကုဇော် တိုက်မှုတွေကဆက်ကြောက်တယ်မင်းမဟုတ်ဘူးပါဘူးဆိုတော့ဥစဉ်ပြောခဲ့တာဒီအများကြီးပဲဗျအများကြီးပဲကိုသောဖွဲကိုခင်ဘာဖြစ်လို့ကိုသောဖွဲကိုဒါမှမပြောရလဲကိုသောဖွဲကိုဥစဉ်ခင်လို့တတိပြေးတာခင်လို့ပြောတာဗျာနော်ခင်လို့ပြောတာအော်သူရန်ကုန်ဆန္ဒရန်ကုန်သူတရားရင်ဆိုင်သွားတဲ့အခါမှာတော့မှအတက်အန္တရာယ်နဲ့စိုးရင်ရတဲ့အတွက်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်တော့မှဥစဉ်ကရန်ကုန်ကတက90ကိုကိုသောဖွဲလာလို့ရမင်းတို့ဝိုင်းရပေးလိုက်နော်မမမခံရဆွဲထားတယ်မမမခံရလဲငါနဲ့ယင်းကြီးရဲ့တကားမှာပဲလို့အမင်းသားကြီးကလည်းငါနဲ့ယင်းကြီးရဲ့တကားပဲလို့ ဲ့တော့ငါမမမုခိုင်းမဲ့ကောင်ကမမုခိုင်းကောင်ကိုစော်ဘိုးရဲ့အတက်အန်တွေကိုဘယ်လိုကာကွယ်ခိုင်းတာတန်တဲ့အပိုင်းကဏ္ဍငါနဲ့မဆိုင်ဘူးလို့ဒီလောက်စီဥစဉ်လိုက်လွန်လဲပြောထားတာရှိပါရဲ့နော်လိုက်လွန်လဲပြောထားတာရှိပါတယ်ဒါဥစဉ်တို့ကအကုန်လုံးကိုလည်းဥစဉ်တို့အနေနဲ့ပြောပြီးနောက်ဆုံးပြောပြီးဥစဉ်ကိုတော့အပြစ်ပြောရတဲ့လူတွေရှိတာပဲပြောမှာပဲလေဘူးလို့မျက်စိထဲမှာဥစဉ်ကအပြစ်လုပ်ထားလို့နေမှာပေါ့ပါဇက်ပါတာပဲပြောမှာပဲအမြင်မလို့ဒါနဲ့ဥစဉ်တော့ကိုယ်ကပြန်ပြန်ပြန်ပြောတယ်ပြောတယ်နောက်ဆုံးရတော့မပြောချင်တော့ဥစဉ်လည်း မြန်မာနိုင်ငံကို ILO Article 33ဖြင့်အရေးယူရန်ဆုံးဖြတ်မှုကြောင့်တက်ရောက်မှုမရှိဆိုသောစစ်ကောင်စီ၏ထုတ်ပြန်ချက်အပေါ်မယုံကြည်ဟုကြံဖို့ဗဟိုအလုံးမှုဆောင်မောင်မြင့်ထုတ်ပြောမြန်မာနိုင်ငံကို ILO Article 33ဖြင့်အရေးယူမည်ကိစ္စသည်တစုံတရာတက်ရောက်မှုမရှိနိုင်ဆိုသောစစ်ကောင်စီ၏ထုတ်ပြန်ချက်အပေါ်မယုံကြည်ကြောင်းကျန်ဖို့ဘဟုအလုံးမှုဆောင်မောင်မြင့်မင်းကင်းမဲဆန္ဒနယ်ကစစ်တပ် lobby Telegram channel များမှတဆင့်ဝေဖန်ပြောဆိုလိုက်သည် ဇွန်လ9ရက်နေ့ဆစ်ဇလန်နိုင်ငံဂျနီဘာမြို့တွင်ပြုလုပ်ခဲ့သောတရား73ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံတမားညီလာခံပုဂ္ဂိုလ်တွင်အလုံတမားအခွင့်အရေးနှင့်လူအခွင့်အရေးချိုးဖောက်နေသောမြန်မာစစ်ကောင်စီကို ILO Article 33အရပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်ခဲ့ပြီးရင်းဆုံးဖြတ်ချက်အပေါ်မြန်မာနိုင်ငံအနေဖြင့်တက်ရောက်မှုမရှိနိုင်ကြောင်းစစ်ကောင်စီ၏အလုံတမားဝန်ကြီးဌာနကဇွန်လ6ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်၍တုံ့ပြန်ခဲ့သည် ILO Article 33ဖြင့်အရေးယူမှုသည်မြန်မာနိုင်ငံအပေါ်တက်ရောက်မှုမရှိနိုင်သောစစ်ကောင်စီ၏ထုတ်ပြန်ချက်ကိုမယုံကြည်ကြောင်း ILO Article 33အရေးယူမှုကြောင့်တက်ရောက်မှုများသည်အနည်းနှင့်အများအနည်းနှင့်အမြန်ရောက်ရှိလာမည်ဖြစ်ကြောင်း ILO Article 33ဖြင့်အရေးယူမှုသည်ကလေးကစားတာမဟုတ်ကြောင်းကြံ့ဖို့ပါတီဗဟုအလုံးမှုဆောင်မောင်မြင့်ကပြောဆိုသည်ဟုတ်လားတော့အချင်းချင်းနေလေဘသူကဝန်တာမှာလေခုဘက်ကရောဝန်တာမှာပဲ ြည့်လေငစီတို့ဘာလို့ဟိုအတော်တော်များများတင်ကြတယ်ဗျာဘိုးဘိုးကြီးနန်းဝင်းနဲ့မထုတ်ခါရတာအကြိတ်ခါရတာဘာခါရတာညာခါရတာတဖူးရောင်းနေရပဲဆိုင်ပြုတ်တော့ပဲအော်တူတူကပဲလူစီးတိုင်ကြည့်နေတဲ့ပုံစံအထိုးလည်းမခံပါဘူးအရိုက်လည်းမခံပါဘူးအဲ့ကိုစောဘိုးကြီးနဲ့အတူပါသွားတဲ့တခါတယောက်ရှိတယ်အဲ့ကိုကျော်စိုးရဲ့ကြီးသူစုဘာပြစ်မှမရှိဘူးနော်ဘာပြစ်မှလည်းမရှိဘူးမရှိဘူးအနာခေါ်သွားတယ်ပါသွားတော့ဗျာအနည်းအနည်းရှိရကျဆိုတော့နော်အဲ့ဦးစင်းတို့ကကိုစောဘိုးကြီးအတွက်က50 50ပဲကိုစောဘိုးကြီးအတွက်ဘာလို့ရမလဲ အတနာကံစာရေးကြမေတ္တာရက်ခံရလူကြီးတွေကိုမေတ္တာရက်ခံစာရေးပေးကြခွန့်လွတ်ဖို့အတွက်နော်ခွန့်လွတ်ဖို့ခွန့်လွတ်လို့ရခွန့်လွတ်ပေးလို့အရာရှိတယ်ခွန့်မလွတ်လို့မပေးနိုင်တဲ့အရာရှိတယ်အဲ့တော့ဘာပြောပြောကိုယ့်ဘက်ကအတနာကံစာတွေမေတ္တာရက်ခံစာတွေရေးလို့ရှိရင်တော့လူကြီးတွေလည်းပြုပေးပါပါလူကြီးတွေလည်းဟုတ်လားတပည့်ပါစိတ်ကြပေးပါပါနော်စိတ်ကြပေးပါပါသန္ဓေပြဆိုတာကြီးတော့ဘာအိပ်ပေနဲ့ပြခိုင်းတယ်လို့တော့မသိဘူးပြန်နော် ဘာဘာအိဗယ်နဲ့ပြခိုင်းတော့ဥစဉ်လည်းနားမလဲဘူးတခါတလေဥစဉ်ကပြေပါတခါတွေကိုမယုံဘူးဆိုတာအဲ့လားပဲဗျာနော်တခါတလေလူတိုင်းကိုတော့မဆိုးလို့ပါဘူးနော်လူကပြေပါလေဗျာကြည်လို့ရအေးစစ်ပြောရတယ်ဗျာဒီမားရီကကိုတွေ့လေဗျာဟုတ်လားအဲ့ကြကိုစောဘုန်းကြီးနဲ့ပတ်သက်ပြီးလွတ်လဲမလွတ်သေးပါဘူးပုံမှန်လေးဘာလေးညာလေးတတ်ထားတာဆိုတာလေဘာတစ်ခုမှမဟုတ်သေးပါဘူးနော်အဲ့တော့အေးစစ်လေးပဲနေပြကြပါနော်ပုံမှန်လေးတက်ပြီးဘာတက်ပြီးဆိုတော့ခင်ဗျားတို့နိုင်ငံတော်ကြီးတဲ့သူမိတ္တရခံလာရရမယ်စဉ်းစားပြေဘူးဟုတ် စစ်သားပြည်အတွက်ရေးရမယ်။နိုင်ငံတော်ကိုဘသူမှမဖမ်းခြင်းဘူး။ဘသူမှမခေါ်ခြင်းဘူး။ဟုတ်လား။ဘသူမှမဖမ်းဘူး။ဘသူမှမခေါ်ခြင်းဘူး။ညားသွားလို့လားခေါ်လိုက်တာပါ။ဦးစိုးဘိုးကြီးလည်းကန်ဆိုးတာပဲပြောလို့ပြောပြောရမှာပေါ့ဗျာနော်။သူရက်ဖြတ်ထားတော့မှ၄၅၆၅ရက်၆ရက်လောက်ပဲရှိသေးဗျာနော်။၅ရက်၆ရက်လောက်ပဲရှိသေး။ရက်ဖြတ်ပြီးမှအမလူကြီးတွေကိုငါကိုက်တုတ်ထားတယ်တင့်ကြုံဆဲတာတွေနဲ့ဒါနဲ့ပဲနောက်ဆုံးကိုစောဘုံရဲ့ light တွေကိုကြည့်ပါ light တွေကိုတိကျကြည့် ဟိုပါဘောနော်ဒီ PDF တွေအကြောင်းတရားနေအကြောင်းတွေတိတ်မပြောတော့ဘူးဒီလူကြီးတွေပဲဝေဖန်နေတော့ပြလူကြီးတွေပဲဆဲဆိုနေရတယ်ပဲတွေ့နေရတာအခါတလေနော်ဒီလိုဦးစင်းဒီမှာအများကြီးပဲဆရာတော်ဖရာဘာဖြစ်လို့ပါဖရာတပည့်တော်ဘလိုလေးလုပ်ပြအောင်ဖရာဆရာတော်ဖရာဘယ်နေရမှာပါဦးစင်းတော့ဒီတက်တော်ကပို့တဲ့စားတွေမက်ဆန်ဂျာပို့တဲ့စားတွေဦးစင်းမပြောလို့မရဘူးသူတို့ကထောက်ထားမရှိဘူးအဲ့ဒါဦးစင်းတို့ပြောတာကတနေ့တနေ့စုံစမ်းတယ်ကိုယ်လူတွေရှိရရှေ့သားမှာဆိုလဲတကယ်တူဆိုလဲတိတ်ချစုံစမ်းတယ်အဲ့တော့ကိုယ်တော်ဘုန်းကြီးတခါတလေရှင်းတာလွန်ခဲ့ပြီပါ မှန်မှာပြောချင်တာလေအများကြီးရှိတယ်။အဲ့ဒါလေးပြောချင်တာထောက်ထားလူကြီးတွေကပြင်လာလို့ဆိုပေါ်လိုက်တာကွာ။လူလူကြီးတွေမပြနိုင်ဟာဒုက္ခ။မပြနိုင်ဒုက္ခ။ခိုက်တဲ့င်းပေးတဲ့လူတွေလည်းတူလူကိုပဲတာနေရှိတယ်။ဒါလေးကိုလည်းစင်စင်ကျင်ဖို့ပေါ့ဗျာနော်စင်ကျင်ဖို့ဥစဉ်ရတာပြောပြခြင်းဖြစ်ပါနော်အဲ့တော့ကိုသောဖိုးကြီးမလွတ်တည်ဘူးဆိုတာလည်းမှန်တယ်ကိုသောဖိုးကြီးကိုဘာပုံမှမလဲမတက်တည်ဘူးဆိုတာလည်းမှန်တယ်ဥစဉ်အထင်ကတော့50 50လို့ပဲပြောကြမှာတယ်ဗျာကိုသောဖိုးကြီးအေးစေးစေးပဲနေနေပါတယ်ဗျာအားလုံးတော့ပါပဲဗျာ